ကွန်ဂိုရဲ့မြို့တော်မှာရေကြီးမှုတွေကြောင့်လူ30ကျော်သေဆုံးမိုးတဲတဲထန်ထန်ရွာတုံးမှုကနေကွန်ဂိုနိုင်ငံရဲ့မြို့တော်မှာရုတ်တရက်ရေကြီးမှုတွေကြုံတွေ့ရပြီးလူ30ကျော်သေဆုံးခဲ့ကြောင်းသိရပါတယ်မြို့တော်ကင်ရှာဆာမှာပြီးခဲ့တဲ့သတင်းမှတ်ကွန်ကစားလို့မိုးတဲတဲထန်ထန်ရွာတုံးမှုတွေစတင်ခဲ့တာပါလူနေရွက်ွက်တွေချင်းရုတ်တရက်ရေလွှမ်းသွားတဲ့နောက်ဒေသခံဟာရေကူးပြီးတချို့လည်းလှေတွေလက်လှုပ်ဖောင်တွေကိုလှော့ခတ်ပြီးဘေးလွတ်ရာရွှေ့ပြောင်းခဲ့ရပါတယ် ူဦးရေ18တန်းလောက်နေထိုင်ရမျိုးတော်ဟာကွန်ဂိုမြစ်ကမ်းပါပေါ်မှာတည်ရှိပါတယ်။ကွန်ဂိုတမရဖိလစ်ရှီဇက်ကာဒီကရေဘေးတည်ပြည်သူတွေကိုအစိုးရကလုံးဝမျက်ကွယ်ပြုထားမှာမဟုတ်ဘူးလို့အားပေးစကားပြောခဲ့ပြီးကယ်ဆယ်ရေးလုပ်ငန်းတွေအရှိန်ဟုန်မြင့်လှုံ့ဆော်ဖို့ညွှန်ကြားထားပါတယ်။လက်ရှိချိန်ထိတော့ရေကြီးမှုတွေကြောင့်အသေးပြောက်33ဦးအထိတည်ပြုထားပြီးဖြစ်ပါတယ်။ ကွန်ကိုမှာနှင်းစင်ရေကြီးမှုတွေကြုံရလဲရှိပေမယ်လက်ရှိကာလမှာတော့ကွန်ကိုမြင့်ရေဟာဆယ်စုနှစ်ချခုကျော်ကာလအတွင်းအမြင့်ဆုံးအစေထိရောက်နေပါတယ်ကွန်ကိုမြင့်ဟာအာဖရိကရဲ့အကြီးဆုံးမြစ်တွေထဲမှာလည်းပါဝင်ပါတယ်ကင်မရှာဆာမရေတိုက်ဆောင်တွေနဲ့ဒေသနဲ့အောက်ခြေမြေသားမျိုးရှိနေတဲ့အပိုင်းတွေဟာရေကြီးမှုတန်ကိုပုံမခံစားရလဲရှိပါတယ်တမရရှိဆက်ကာဒီဂန် ကမ္ဘာရာသီဥတုဖောက်ပြန်ပြောင်းလဲမှုဖြစ်စဉ်ဟာနိုင်ငံရဲ့ရေကြီးမှုပြဿနာကို စိုးတထက်ဆိုးဆင်နိုင်ကြောင်းသတိပေးထားပူပါတယ်။ကင်ရှာစာမြို့တော်နောက်ဖက်ချမ်းမှာရှိတဲ့နေအိမ်အများပြားဟာမြင့်ရည်တက်လာချိန်မှာအလုံးလာကျွတ်ထွက်ပြီးမျောပသွားခဲ့တယ်လို့မြင့်မြင့်တွေကဆိုပါတယ်။မြို့တော်ရဲ့စုစုပေါင်းခရိုင်26ခုရှိတဲ့အထက်မှာထဲဝဲလောက်ဟာရေပေးတည်ခဲ့ပါတယ်။အထူးသဖြင့်မြို့ရဲ့စင်ချေပုံးတွေနဲ့ဆင်းရဲသားရွက်တွေဟာရေကြီးတဲ့တန်ကိုပုံမခန်းစားခဲ့ရတယ်လို့ဆိုပါတယ် တချို့နေရာတွေမှာရေအမြေကငါးပေနီးပါးလောက်အထိတက်ခဲ့ကြောင်းကယ်ဆယ်ရေးတွေကပြောပါတယ်။တစ်ဖက်မှာလည်းအာနာပိုင်တွေဟာထိရောက်တဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေစတဲ့မဟုတ်နှောင့်နှေးခဲ့ကြောင်းမြို့ခံတချို့ရဲ့ဒေါသတကြီးဝေဖန်မှုတွေရှိနေပါတယ်။ AP 9ရဲ့နေ့အထိအချိန်တွေကမြို့ရဲ့ရင်အသွားလာရှုပ်ထွေးဆုံးဖြစ်ပြီးနိုင်ငံတကာလေးစိတ်စီဆက်သွယ်ထားတဲ့ကာလမန်ကြီးကိုဖျက်တမ်းသွားလာလို့မရသေးပဲဖြစ်နေပါတယ်။ ကင်ရှာဆာမှာမြေအောက်ရေစင်းစနစ်တွေကိုပြုပြင်ထိန်သိမ်းမှုအားနေတာကလည်းရေကြီးမှုတွေကြုံပြီးရင်ရေပြန်လဲရော့ကျသွားရမှာနှိမ့်ကွေးမှုတွေဖြစ်စေပါနဲ့ပြီးခဲ့တဲ့နှစ်တုန်းကလည်းကွန်ဂိုအစိုးရဟာရေကြီးမှုတွေနဲ့ပတ်သက်လို့အရင်းမြစ်အကြဆုံးပြဿနာတွေကိုကင်တယ်ဖြေရှင်းဖို့အစီအစဉ်တွေရေးဆွဲနေကြောင်းကြေညာခဲ့ပူပါတယ်မြန်မာကွန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်